ကားမတော်တဆမှုဖြစ်ပြီးတော့ဈေးရုံမှာအကြိုင်နေခဲ့ရတဲ့လေမင်ဟို Asia Star News ကိုစောင့်မျှော်ကြည့်ရှုနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။မင်းသားကျော်လီမင်ဟိုကလွန်ခဲ့တဲ့2006ခုနှစ်ကအရမိုးပြီးတော့ကားမောင်းခဲ့တဲ့အတွက်မတော်တဆမှုရဲ့သားကောင်ဖြစ်ပြီးတော့ဇေယုံမှာတနစ်နီးပါးနေထိုင်ခဲ့ရပြီးခက်ခဲတဲ့အခြေအနေတွေကိုချော်ဖြဲခဲ့ရကြောင်းထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ။လီမေဟိုကသူငယ်ချင်းဖြစ်တဲ့မင်းသားချန်အင်ဦးနဲ့ခီးသွားရင်းနဲ့အသက်20အရွယ်မှာကြီးမားတဲ့ကားမတော်တဆမှုမှာပါဝင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအကြောင်းကိုဒီဇင်ဘာလ25ရက်နေ့က TVN Variety Show You Quiz on the Block မှာလီမေဟိုကဧည့်သည်ဖြစ်ပါဝင်လာပြီးတော့ ငယ်ရွယ်စဉ်ဘဝဖြစ်ပျက်ခဲ့တဲ့အရာတွေကိုမျှဝေခဲ့ရလဲဖြစ်ပါတယ်။မင်းသားအသက်20အရွယ်အခုလိုမတော်တဆမှုနဲ့ကြုံတွေ့ခဲ့ရပြီးတော့ဝမ်းနည်းစရာကောင်းတာကအမှုပညာအလုပ်တွေကိုလုပ်နေရင်းမှာပဲတိတိတသားခေတ္တခဏရနာသွားခဲ့ရပြီးတော့ဇေယုံမှာတနစ်ကြောင်နေခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာလေမခုံရဲ့အရင်းအဆုံးတငယ်ချင်းဖြစ်တဲ့ဂျန်နီဝိုးနဲ့အတူခီးထွက်နေတဲ့အချိန်မှာသူတို့ရဲ့ကားအလဲဘဟုကိုဖျက်ချော်သွားပြီးတော့တိုက်မိခဲ့တာဖြစ်ပါတယ်။အဲ့ဒီမတော်တဆမှုမှာလေမေဟိုကပေါင်ယိုးချိုးသွားပြီးတော့ အယိုးလုံးစုပ်ပြဲတာအပါအဝင်ပြင်းထန်တဲ့တရားရီရရှိခဲ့တဲ့အတွက်ခုနလကြာပြီးမှပြန်လည်ကောင်းမွန်လာဖို့လိုအပ်ကြောင်းသိရပါတယ်။ဂျန်နီဝူရဲ့ပြင်းထန်တဲ့တရားရီခံစားခဲ့ရပြီးအုံနောက်သွေးယိုစီးချောင်းစစ်ဆေးတွေ့ရှိခဲ့ရပြီးတော့နှစ်ယောက်စလုံးကစိန်ယုံကတင်ပေါ်မှာအချိန်ကြာမြင့်ပြီးတော့မှပြန်လည်သက်သာလာခဲ့ရပါတယ်။ဒါဟာဒီစီလောက်တဲ့မတော်တဆမှုတစ်ခုဖြစ်ပြီးတော့ဘရင်ပေါ်ပါလာတဲ့တချို့တငယ်ချင်းတွေတည်ဆုံသွားခဲ့ပါတယ်။ မိသားစုနှစ်ယောက်စလုံးကအသက်20အရွယ်ပဲရှိသေးပြီးတော့အောင်မြင်မှုကိုရရှိဖို့ကြိုးစားရုန်းကန်နေရတဲ့အရွယ်ဖြစ်ပြီးဆန္ဒတွေကိုလိုက်လျှောက်ဖို့ဆရာထက်တန်နေတဲ့အချိန်မှာ တကယ်ကိုရုတ်တရက်အရာရာသတိမရပဲရက်သွားခဲ့ပါတယ်။အခုလိုရုတ်တရက်အဖြစ်အပျက်တွေကြောင့်ညင်းဆိုးမှုတွေဒေါသတွေစိတ်ထဲကျတာတွေရှိပေမဲ့နောက်ဆုံးမှာတော့လိုက်ခံနိုင်ခဲ့ပါတယ်။ဘလို့တစားမှုဖြစ်တဲ့အချိန်မှာလီမေဟိုက EBS drama ဖြစ်တဲ့ Secret Campus ကိုရိုက်ကူးပြီးစီးဖို့ချော်ပြင်းနေပေမှာစတင်ရောက်ရှိနေပြီဖြစ်ပါတယ်။နောက်ပြီးတော့လီမေဟိုကအတွင်းလူနာအဖြစ်ကုသမှုဆက်လက်ခံယူနေတဲ့အချိန်မှာဂျန်နီဝူကအစိုးရဆင်းရုံမှာဆင်းခဲ့ပြီးတော့ Hackett ဇာကနဲ့ရေပန်းစားကြောကြားလာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့သူတငယ်ချင်းရဲ့အောင်မြင်မှုနဲ့ပတ်သက်ပြီးတော့ခန်းစားချက်တွေရောထွေးနေရလို့ဝန်ခံခဲ့ပါတယ်။အဲ့ဒီလိုခန်းစားရတာကို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 မုံတီးခဲ့ရတယ်။သူ100%အားပေးခြင်းနဲ့ဒါပေမဲ့သူလည်းတကယ်ချင်းလို့အတိအမှတ်ပြုခံရပြီးနာမည်တစ်ခုရကျင်ခဲ့တယ်။အဲဒီအတွက်ကြောင့်သူခံစားချက်ကတကယ်ချင်းဖြစ်သူအတွက်တော့အပြေအဝဂုံမယူခဲ့တဲ့အတွက်အခုချိန်မှာစိတ်မကောင်းဖြစ်ခဲ့ရတယ်။ဒါပေမဲ့ဒီလိုရုန်းကန်မှုတွေကြားမှာလီမင်ဟိုက Wise Over Flower Drama ဇာတ်ကားမှာမင်းသားဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအချိန်ကိုပြန်တွေးကြည့်ရင်သူကဇယုံအတွက်ပြန်ဆိုင်မှုလူ300ကနေနံပါတ်1ရပြီမဲ့စိတ်ပြအားငယ်နေရတဲ့အခြေအနေမှာရှိနေခဲ့ပါတယ်။ချမ်းသာကြွားပြီးတော့အမွေဆက်ခံသူအဖြစ်ဖန်တန်းပြမှာတရုတ်ဖော်ထားတဲ့အတိုင်းနေမင်ဟိုကလက်ထွေဘဝမှာပြင်းထန်တဲ့ငွေကြေးအခက်အခဲတွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ဇယိုင်းတဲ့ပုံစံပြည့်စုံတယ်လို့ထင်ရပြီမဲ့ခက်ခဲတဲ့အခြေအနေကိုဖြတ်တန်းခဲ့ရတာသူတို့မိသားစုကခွဲခွာနေရတဲ့အခြေအနေဆိုရင်းနဲ့ကြုံခဲ့ရပြီးတော့သူ့ရဲ့အမေဖြစ်သူက တဦးတည်းသောဘဝရဲ့အုတ်ထင်းသူဖြစ်လာခဲ့ပါတယ်။သူကမိခင်ဖြစ်သူအတွက်ငငယ်ရွယ်နဲ့အလုပ်ခွင်ထဲမှာမမြန်ဝင်ဖို့ဆရာထက်သန်စွာကြိုးစားပြီးတော့ဂီတစုတောင်ဝင်ဝင်တော့ဝင်ဖို့ဖြေလျှော့ပေးခဲ့တယ်။တခါသူ့ကိုကြောင်ညာတစ်ခုကနေရတဲ့ဝင်ငွေကတက်တန် USD 900ကိုအမေအတွက်ပေးလိုက်တဲ့အချိန်မှာအရန်ပျော်သွားတဲ့အခိုက်အတန့်ကိုအခုထိမေ့လို့မရပါဘူးတဲ့ဒီကနေ့ပြောပြပေးခဲ့တဲ့အကြောင်းအရာကိုစိတ်ဝင်စားရဲဆိုရင်တော့ Asia Star New Page လေးကို like and share လေးနဲ့အားပေးသွားကြပါအောင်ရှင်